မတွေရဲ့ချစ်ချင်းနဲ့ပေါ့နော်ဒီအာထောက်ငါချစ်ချင်းမှာပြောမှာမမတွေချစ်ချင်းကြပြီးတော့ target ခံတော့ပေါ့တောက်တဲ့နေရာပါမင်းရောရေဆက်ကလည်းတလောက်ပဲပါလာတယ်ထင်ပါရဲ့ဟာသူကငါထက်သူ့ရဲ့ညီလေးမမတွေကိုကိုချစ်တာသူစင်မကြီးနဲ့ပြောတဲ့အချိန်တွေမှာဆိုရင်သူကဒီအသက်ကြီးပိုင်းမှာရှိတဲ့ flow တွေတုံးနေတဲ့မူရာတွေကလေအဲ့သူဒီ drama မှာမြင့်မြတ်ကတော့မြင့်မြတ်ပဲဆိုတာတော့ ဒီကားသက်သေပြရလို့ထင်တယ်ဒီနေ့ကစပြီးမင်းတို့ငှက်လို့စားလည်းမစားနဲ့ငှိုက်ကောင်လည်းမနေချင်နဲ့လို့မင်းမဆက်ကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရကျွန်တော်ရဲ့ကဲကျူးပေးချောင်းလို့ပဲကျွန်တော်ခုကျွန်တော်တတ်မှတ်ပါအော်ဟာလေကတော့ကိုကျော်လေးပြန်လာလို့တော့အဆွေးချင်းနေမြဲနားထောင်ဘူးဒီခါကျဂျင်ဆော့နောင်ပါပဲအဲ့ကိုကျော်လေးဂျင်းနေတတ်တာဘူးဂျင်ဆော့လမ်းလျှောက်ဆောင်တက်တယ်အဲ့လိုမျိုးဆိုတော့လေကတော့အဲ့လိုဆွေးရဲ့ချင်းကြိုက်တယ် ော့ဒီမြေစာထဲမှာကျတော့ဝိုင်းစိန်ပေါ့เนาะအဲအကိုမြင့်မြတ်ရဲ့ပေါ့เนาะအဖြစ်ဖြစ်သူပေါ့เนาะအဲလက်ထပ်ဖို့တည်ရထားတဲ့ဇနီးလောင်းဝိုင်းစိန်နေရနေပါပါတယ်ဒါသူကဒီမှာကျတော့ပေါ့เนาะမောင်နှမတွေရဲ့ချစ်ချင်းနဲ့ပေါ့เนาะဒီအာထောက်ငါချစ်ချင်းမှာသူကမောင်နှမတွေချစ်ချင်းဥစားပေးပြီးတော့ target ခံတော့ပေါ့ကတောက်တဲ့နေရာပါပါတယ်မောင်နှမရဲ့ရေစက်ကလည်းတော်တော့ပြပါလာတယ်ထင်ပါရဲ့ဟာသူကငါထက် သူ့ရဲ့ညီတွေညီမတွေကိုပူချစ်တာဒါတော့နှစ်သူတွေကအဲဒီကိုင်တာတော့တအားခက်ခဲဖြစ်ပါဘူးပုံမှန်ပေါ့နော်အာဒီဟာမျိုးဆိုရင်နှစ်သူတွေကတော့အာဒါအရင်တအားထူးလဲလို့ဆရာတော့မရှိဘူးဒါပေမဲ့ဇလန်းကြိုက်တယ်ပြီးတော့ဒီမင်းသားပေါ့နော်ဒီဇလိုက်ရဲ့ဒီရေစာလေးကပုံမှန်ကိုင်တာကိုသဘောကျတယ်ပေါ့အဲ့ဒါပေါ့နှစ်သူနဲ့အခန်းလေးတွေကတော့အချစ်စရာကောင်းပြီးတော့ဆွေးတဲ့ဟာလေးပါတကယ်တကယ်ဆက်ရဲ့အဓိကကြော်ရွာတော့ဒီနောက်ပိုင်းဒရာမာပုံများတော့ ဆိုလေတကားလုံးတကယ်သဘောကျတယ်ဆိုတော့ connect တွေတော့ဘာပြပြချင်းတံမိုးကတက်သွားပြီးအခါကျတော့ဒီနောက်ဖုန်းဒီညီလေးကိုဖုန်းကိပတ်ပေါ့နော်ဝယ်ပေးတဲ့အချိန်မှာအာသူဖြစ်တဲ့ပေါ့နော်ဒီသူ့ရဲ့ဒီ ID emotion တွေကြိုက်တယ်ပြီးတော့ခါကျတော့ဒီမမနုကခေရိုးပေါ့နော်မိဘတွေကိုဖြစ်တင်တယ်ဒီမိဘတွေကကျွန်တော်တို့စဉ်းစားရင်းမွေးလာစမှာမင်းတို့ငါ့ကိုပြောရင်ပြောမိဘတွေကိုပြောရင်းနဲ့ဆိုရင်ဟာမြို့မှာသူ့ရဲ့ဒီမိဘတွေနဲ့ဒီမောင်နှမရဲ့ဈာမှာသူ့ရဲ့ဒီဟာဖြစ်တယ်ကိုကြီးတယောက်ရဲ့မြစ်တာတရားတွေအဲ့အရာတွေကိုမြင်ရတယ်ပြီးတော့ကညီမလေးလာပြီးတော့ပေါ့နော်လာပြော တဲ့ချိန်မှာအာသူ့ကို personal lag တော့တယ်ကပြောလိုက်ကိုပေါ်အောင်မဆိုဘူးအဲ့ဒီ personal lag တော့တဲ့ချိန်မှာသူဖြစ်လာတဲ့ emotion တွေပေါ့နော်အဲ့ဒီဟာတွေအကုန်သဘောကျတယ်ဆိုကြိုက်တယ်အပြီးတော့အဲ့လိုပေါ့နော်ဟိုသူစင်မိုင်းနဲ့ပြောတဲ့ချိန်တွေမှာဆိုတော့သူကဒီအသက်ကြီးပိုင်းမှာရှိတဲ့ flow တွေတုံးနေတဲ့အမှုရာတွေကလေအဲ့သူဒီ drama မှာမြင့်မြတ်ကတော့မြင့်မြတ်ပဲဆိုတာတော့ ဒီကားအသက်သေးပြရတော့ဖြစ်တယ်ဒီနေ့အစားပြီးမင်းတို့ငှက်လို့စားလည်းမစားနဲ့ငှက်ပါလည်းမနေကြနဲ့လို့မင်းမဆက်ကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရကျွန်တော်ရကဲကျူးပေးချောင်းလို့ပဲကျွန်တော်ခုကျွန်တော်တတ်မှတ်ပါတယ်ဒီကားကချင်းနဲ့ဆိုနေတာဒီကားမှလည်းမင်းတို့တချင်းတစ်ပုတ်လုံးသဘောကျရဲ့ရှင်ဒါကတော့ကိုကျိုးလေးချင်းရမင်းတို့ကအမြဲတမ်းအဆွေးသမားတွေဆိုတော့ကိုကျိုးလေးချင်းကတော့ခါပြီးနားထောင်လို့ဆွေးနေတာဟုတ် ။အဲဒါပေမဲ့မြေစာဇဝင်တေးကလည်းတော်တော်လေးအတိတ်ပဲရှိရရှင်။နားထောင်နေရင်းနဲ့ပဲကြည်နေရင်းနဲ့ဒီဒါ music background လာပြီးဒီ theme song ဝင်လာတဲ့ကိုမျက်ရည်တိုင်းတိုင်းကြားတယ်။အာဒီ theme song နဲ့တအားသဘောကျတယ်မြေစာ theme song လေးဟုတ်တယ်ရှင်။အိဗယ်ရဲ့အားကြီးပါ။အဟားဒီမှာကိုကျိုးလေးဖန်ပါဘာလို့အဆွေးချင်းနေအများနားထောင်ဘူးတခါကျဂျင်းစောအောင်ပါပဲအဲ့ကိုကျိုးလေးချင်းနေတတ်တာပြီးဂျင်းစောအောင်လမ်းလျှောက်ဆောင်တက်တယ်အဲ့လိုမျိုးဆိုတော့ဘယ်လိုလဲအဲ့လိုဆွေးရချင်းကြိုက်တယ် ံစားရတယ်။အဲ့တော့ဒီမိမစားကြည့်ရလား။ကွာရှေ့မှာတော့မကြည့်ကြဘူးပေါ့နော်။ကိုပါတဲ့ဟာရှိတယ်။အဲ့နောက်ဆုံးဇက်သိမ်းကိုလည်းတော့ပေါ့နော်။ဗမာကလည်းဗမာကလည်းတော့ရှိရပါတော့နော်။ဗမာဆန်သွားတယ်ပေါ့။ဗမာဆန်မဲ့လေဗမာတွေရဲ့ကြိုက်တယ်။ဗမာအများစုဒီမိမအများစုကြည့်ရဆိုတဲ့အခါကျတော့နောက်ဆုံးဇက်သိမ်းလေးလည်းသဘောကျတယ်ရှင်။နောက်ဆုံးသူရဲ့ဇက်သိမ်းမှာအပေါ်မှာမှန်ထားတာ3မျိုးလေးဇက်သိမ်းကလည်း3မျိုးလေးပေါ့နော်။ဆိုတဲ့အခါကျတော့ဇက်သိမ်းကိုလည်းသဘောကျတယ်။ပြောချင်တာကမြေစာကတကယ်ကိုမြမရွှေရှင်စစ်စစ်ပေါ့နော်။အာအင်းအော်ညီမပေါ်ကစားတော့ငါကြည့်ခဲ့ရတဲ့ဒရမာတွေကို drama ဇလန်းတွေကိုယုံကြည်မှာတကယ်မြင့်မြတ်ဒီနေ့လက်ရှိရှိနေတဲ့2025မြင့်မြတ်ကိုဟောနော်အာကြည်ရတယ်လို့ဟိုးအရင်ကမြင့်မြတ်စပေါ်လာကစကဇလန်းစအိမ်ဖွဲ့စည်းမှုလို့ရနေပေါ့နော်မြင်ရမှာဆိုမြင့်မြတ်ကမြင့်မြတ်ကို drama ဆက်ဆက်သဘောကျပြီးမျောလင်းနေတဲ့ရုပ်ရှင်ချစ်တဲ့သူတွေအားလုံးဒီကားကတကယ်ကိုကျင့်နဲ့အားရမှုပြုပေးမယ်လို့တကယ်ကိုယုံကြည်ရဲ။ဒါဆိုတော့ဒီပါရှင်နဲ့မှာကိုကဝင်ကြည့်နေနေတဲ့ကိုမှကိုလေး သူညီမတွေကိုသူရိုက်လိုက်ပြီဆိုဝေါ်ကလေးပဲရိုက်ရိုက်ရိုက်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်မြင်းမြင်းနေရာနဲ့ဝင်ပြီးတော့အဲ့လိုဒေါသထွက်ပေးနေရရင်လည်းတွေ့တယ်အပြီးတော့ခါကြတော့ပေါ့နော်အာဟိုခါလေးရီမောတဲ့အခန်းလေးရှိတယ်မြင်းမြတ်ကိုပြန်ပါလောကတွေ့သွားဟာမြင်းမြတ်ရှိတယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်မြင်းမြတ်နေပါတက်ပြီးဂိုက်ဆိုင်ပေးတဲ့အခန်းမျိုးဆိုရင်အကောင်ကတော့နဲ့ကြာဟုတ်ကြလားဒီကားလေးကြည့်နေတဲ့ drum ပါဒါပေမဲ့တစ်ချက်တစ်ချက်မှာ driver လည်းပေါ့နော်စညုံးကလည်း ဟုတ်ပေါ့ပေးတာပေါ့เนาะကြီးတဲ့သူတွေကိုရွေးချင်တယ်အရင်မုန်းချက်ပြီးပိတ်လောင်လာဆိုချက်ခန့်လိုက်တာဟိုပေါ့เนาะဟိုတက်ကြီးလုံထားတဲ့ plot တွေမဟုတ်ဖဲနဲ့အင်းအသက်အတွက်ပြုံးသွားစေတယ်စိတ်ရှုပ်နေငိုနေအားလုံးအားမရဖြစ်နေရင်းနဲ့မှရည်သွားစေတဲ့ plot လေးတွေလည်းပါပါလို့ပြောကြမှာအဒါတော့ဖြစ်ဒါတော့ဖြစ်ဖြစ်တယ်ဖြစ်လိဖြစ်ကြရှိတယ်မဖြစ်မှမဟုတ်လားအပြောကမြေသားကားကပြည့်ရမှန်ပေါ့เนาะအခြေခံလာတဲ့40ရာခိုင်နှုန်းတော့က င်မှန်အခြေခံတရားမဟုတ်ဘူးသူတို့ညာကတကယ်ဒီလူမှုဝင်းကျင်မှာမိသားစုမှာအိမ်အောင်နေတိုင်းမှာပေါ့နော်အဖြစ်လေးဖြစ်တာရှိနေတဲ့ကိစ္စလေးကြီးပဲဒီလိုမျိုးလည်းရှိတယ်အရန်မောင်နှမရဲ့တအားချစ်လို့မိဘတွေကိုတအားချစ်လို့ပေါ့နော်အကောကိုချစ်သူဆုံးတော့လည်းမျိုးသားမျိုးလည်းရှိရှိပါလားရှာဟုတ်တယ်ဒါအမေတို့တွေကအဲ့ဒါနောက်ဆုံးပြန်ပါ ัวတော့ကောင်းဟိုအတာတယောက်နေတော့ကိုကကိုမူးထည့်အောင်ဖြစ်တာပေါ့နော်ဆိုတော့အဲသဘောကျတယ်အကကျကိုရဲ့ identity တစ်ဖက်မှာလည်းသွားပြီးတော့အာပတ်မှုမှုပေးတယ်ဇာတ်ကားလေးကိုပေါ့နော်ထိရောက်မှုပေးရဆိုကျင်တယ်ပေါ့အာရဲ့သူကဒီကားကထွေးလာဆပ်ပိုစတာဆတ်တင်ကလေးထွေးလာတော့မဟုတ်ပါဘူးပိုစတာဆတ်တင်ကလေးကသိသေးရဲ့စိတ်ဝင်စားမှုလို့ရှင်ချစ်တဲ့သူတွေရဲ့ attention ရတယ်အချစ်စရာကောင်းတဲ့အဲပေါ့နော်တယောစား တယောပုံလေးလေးတွေ့ရတဲ့ခါကျအော်ဒီကားကိုတတော်အကုန်လုံးကအာယုံစိုက်မှုရှိရဆိုတဲ့ခါကျတို့ကိုလည်းပေါ့နော်ပါဝင်ရတဲ့အတားတက်နဲ့တကယ်ကိုလည်းဝမ်းသာရပါတယ်။အပြီးတဲ့ခါကျခုနကပေါ့န အဓိကကခုနလိုပေါ့နော်ဘာပြောဒရမာကဖြစ်တယ်အဲဆိုတော့ကိုမင်းရဲ့တယောက်ဆောင်မှုတွေလည်းအရန်ကောင်းတဲ့ခါကျတော့ချစ်တဲ့သူတွေကတော့ကိုမောအမှန်ပေးရပေါ့ကိုယ်လည်းချစ်တယ်ကိုကာကိုလည်းပါလိုက်ကတော့ကိုလည်းမှန်ပေးမှန်ပေးချင်တာပေါ့ဒါပေမဲ့အာနောက်2025မှာဘလို့ကားတွေဘလို့လာအောင်လဲဆိုတာကမသိသေးတဲ့ခါကျတော့အာဒီချိန်မှာတော့ကိုမောတော့ထင်းချင်းနဲ့မှန်ပေးကြတယ်ကိုချစ်တဲ့သူကိုမောကရားစီချင်တာပဲသူတွေကိုဖတ်ချင်တာပေါ့ဒါပေမဲ့နတ်တော်ဆောင်ငါတို့ကပြောဖို့စောနေသေးတာဒါပေမဲ့ဖြစ်ချင်တာကတော့ကိုမြင့်မြတ်ရဲ့စူးစမ်းအားထုတ်မှု driver ရဲ့စူးစမ်းအားထုတ်မှုအာဒီအာဒီ crew ပေါ့ ocean အခွဲ ခုပါတော့လို့ရှိရင်ခုကဒီဒီလိုက်လိုက်အမိုက်ပုံကြီးလွင်ဒီကောင်ကြီးမှာရိုက်ဖို့ဆိုတာကပြောစံတဲ့ကောင်လည်းမရဘူးခုတွေတအားကောင်းမှရမှာဆိုဒီဇက်ကားကိုကြည့်ရင်ဒီမြေသာအခွဲကပါဝင်တဲ့စက်မှုပိုင်းဆိုင်ရာကပေါ့နော်ခုတွေကဘယ်တော့ဖြစ်မန်းလဲဆိုတာကိုဒီကားကြည့်သိရမှာပါစဉ်းစားကြည့်အမိုက်ပုံကြီးပြီးတော့ဘာလို့ပဲခက်မတင်လဲတန်ဆူးနိုင်တယ်ပလင်းခွဲရှာနိုင်တယ်ကွာအဲ့လိုနေရာမှာကောင်းလို့တွားရကြရတာဆိုတဲ့ခါကျတော့ဒါပြောဇက်ကားကောင်တစ်ခုတဘာဝတယုတ်ခေါ်ဘဝတယုတ်ခေါ်ဇက်ကားတစ်ခုအားလုံး စစလုံးလုံးနဲ့ပါဝင်တဲ့ဇကာတ်ကမှပါဝင်ခဲ့ရတယ်တကယ်ဝမ်းသာရပါတယ်ဆက်စားတော့ကောက်ကြောက်တယ်ဒီမှာလည်းစားတယ်ငိုရတာငိုနေတာဘိုက်ကလည်းစားတယ်ခါကြမျိုးရင်ကြပြအဲ့ဒါတကယ်လို့တကယ်ဖြစ်တယ်အဲ့လိုမျိုးအဲ့ဒါအဲ့ဒါတော့ရှိတယ်အဲ့ဒါတော့တဘာဝတဘာဝတွေမှာရှိတယ်ကြည့်ရတယ်ချိုးရတယ်အရင်ကလည်းလာလာလို့ပါတော့ဒီလိုချိုးရတယ်ကြည့်ရပြဲစားတယ်မင်းတော့ရဲတော့ ဲ့ပြီးတော့ဟိုဟာပေါ့အဲပြီးတော့ခါကြဒီနေ့ဆိုရင်လည်းပေါ့နော်ဒီမီဇာလာကြည့်ရဲ့အတရားပေါ့နော်ဟိုဟာတွေဟိုဒီကလာကြည့်ပေးရဲ့ဝေးရံကြတဲ့စီမီယောပေါ့လေအဲအခုလိုမျိုးပေါ့နော်လက်လက်ဒီဒီကူပြီးတော့ခေါက်ဆက်ချက်တွေ900ကျော်ပဲထုတ်ရေနော်အဲ့တော့လိုမျိုးအကုန်လုံးရောက်စီပေးဝင်ခွင့်ရတဲ့အတွက်လည်းအဲလိုမျိုးစီစဉ်စီရတဲ့ထုတ်လို့ရေကျေးဇူးတင်ပါတယ်လို့မီဇာဖွဲ့သားတွေကျေးဇူးတင်ပါတယ်ပုံပြဖို့ကောင်းတယ်သူတို့ကတသားနဲ့သွားတာအောင်နော်သူတို့ဝေါ်ဆိုဝေါ်ကိုဝေါ်သူတို့ဝေါ်ကနေပဲကိုကချတော့သူတို့ကဘောင်းမလို့ချဟေးဟုတ်တယ်လေခုတ်တယ်ဒီကြာ တကယ်ပါဒီလိုမျိုးကြည့်ရတာအရင်အားရှိတယ်ဘာသာမြန်မာရုပ်ရှင်ကိုချစ်တဲ့သူတွေပေါ့နော်ဒီလိုဇလန်းလိုမျိုးစိုင်းရင်ကောင်းကောင်းနေမျိုးနဲ့ပြည်သက်တွေအများကြီးရှိနေရဆိုတာတော့တော်တော်ကြိုဝင်ပြောရွှင်စွာနဲ့ကြည့်ခွင့်ရတယ်တကယ်လည်းဝမ်းသာပါဟုတ်တယ်ဆရာအားကြောင့်လာမယ့်28ရက်နေ့မတ်လ28ရက်နေ့မှာဒီမြေစာကားကရုံပေါ့နော်ရုံတင်ပါမယ်ရှင့်မြန်မာနိုင်ငံအဲ့နဲ့မှာအာရုံတင်ပါမယ်အဲ့ဒါကြတော့ ိတ်သက်တွေမြမရုပ်ရှင်ကားစစ်စစ်ကိုကြိုက်တဲ့သူတွေအတွက်မြင့်မြတ်ရဲ့ဒရမာကားစစ်စစ်ကိုကြည့်ရမှာလို့အားမခံပါနဲ့အဲ့တော့ရုံမော်လာခဲ့ဖို့တစ်ဖက်ခေါ်ပါတယ်အားလုံးကြည့်ကြည့်တမာတယ်